တနေ့ကို1ကီလိုမီတာအပူပြေးလို့ကယ်လိုရီ200လောင်ကျွမ်းတယ်ဆိုရင်အဲ့ဒီတိုင်မိတ်ဆွေဇက်တိုက်ပြေးသွားတလားပြေးသွားတဲ့အချိန်ကျရင်အဲ့1ကီလိုမီတာပြေးတဲ့အချိန်မှာကယ်လိုရီ150ပဲလောင်ကျွမ်းတော့မှာ။ဘာကြောင့်လဲဆိုဒီလေးချိန်ကပြင်းထန်မှုကျွန်တော်ခန္ဓာကိုယ်ကြီးကလက်ခံနိုင်သွားပြီ adapt လုပ်နိုင်သွားပြီ။ကျွန်တော်စပြေးတဲ့အချိန်ကနဟာ rate တွေအရင်ပြန်နေမောတယ်ကယ်လိုရီလောင်ကျွမ်းမှုများတယ်။တဖြည်းဖြည်းဒီ speed ဒီအကွာ weight ကိုကျွန်တော်နှလုံးသားခံနိုင်သွားတဲ့ရှိသွားတဲ့အချိန်မှာကယ်လိုရီလောင်ကျွမ်းမှုလျှော့ကျသွားတယ်။အဲ့တော့ကျွန်တော်တို့က ကယ်လိုရီပိုလောင်ဖို့အတွက်လေ့ကျင့်ခန်းပိုလုပ်မယ်ဆိုရင်မှားတယ်ကျွန်တော်အများနဲ့ပြောတယ်လေ့ကျင့်ခန်းလုပ်ခြင်းမှာကျွန်တော်ရည်ရွယ်ချက်ပန်းနိုင်ရှိတယ်ကယ်လိုရီလောင်ကျွမ်းဖို့တာဂက်ထားမှာကယ်လိုရီလောင်ကျွမ်းခြင်းကအပိုစုအနေနဲ့ကျွန်တော်တို့ကယူတာအဲ့တော့အခုနောက်ဥပမာပေးရင်ကျွန်တော်နှလုံးအစုပ်ပိုပိုကျန်းမာကျန်းခိုင်းလာပြီနှလုံးအစုပ်ကျန်းမာကျန်းခိုင်းမှုပိုပြီးကျွန်တော်တို့ level မြင့်နေတယ်ဆို variation ပြောင်းပမာဏဒီအချိန်အတွင်းမှာပမာဏပိုပြေးတာမျိုးဒါမှမဟုတ်ဂုံးတက်ကိုပြေးတာမျိုးပြေးတဲ့ speed ကိုပြောင်းတာမျိုး ကျွန်တော်တို့အမျိုးစုံအပြောင်းအလဲလုပ်ပြီးတော့ကျွန်တော်တို့ရဲ့ကျန်းမာကြံ့ခိုင်ခြင်းကို level မြင့်တင်သွားလို့ရတယ်။ကယ်လိုရီလောင်ကျွမ်းမှုအတော့ပဲလေ့ကျင့်ခံမလုပ်နဲ့။ကယ်လိုရီလောင်မှုပဲခင်ဗျားအာရုံစိုက်နေသရွေ့ခင်ဗျားလိုချင်တဲ့ကျန်းမာကြံ့ခိုင်ခြင်းရဲ့ပန်းနိုင်ကိုရောက်အောင်မဟုတ်ဘူး။လေ့ကျင့်ခံလုပ်ခြင်းရဲ့ရည်ရွယ်ချက်သည်ကျန်းမာကြံ့ခိုင်မှုတိုးတက်ဖို့ကယ်လိုရီလောင်ကျွမ်းမှုကအော်တိုပါလာလိမ့်မယ်။တွေးစရာတစ်ခုရရင်ရက်စုံမှမပြပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်။